ရန်ကုန်တိုင်းလိုင်တာယာမြို့နယ်တဲကအထင်းနဲ့စတိုးဆိုင်တစ်ခုမှာပစ္စည်းတွေခိုးယူရဲဆိုပြီးတော့ဆွဆွဲပြီးအမျိုးသမီးချင်းနဲ့ကလေးငယ်ကိုရိုင်းနှံနှိပ်စက်ခါဓာတ်တိုင်မှာကျိုးနဲ့ချီနှောင်ခဲ့တဲ့စိုင်းပိုင်ရှင်ကိုဒေတာဆိုင်ရာအာနာပိုင်တွေကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ခွင့်အပ်တဲ့လူမှုကူညီအသင်းထံနေပြီးတော့သိရပါတယ်ဖြစ်စဉ်ကတော့မနေ့ကအော်တိုဘာ20ရက်နေ့ကလိုင်တာယာမြို့နယ်အမှတ်9ရပ်ကွက်ဘော်ဂျုတ်လန်းနဲ့ပညာလန်းတောင်မှာရှိတဲ့ Twitter အထည်ဆိုင်နဲ့စတိုးဆိုင်နေရာမှာဖြစ်ပွားခဲ့တာဖြစ်ပြီးဆိုင်ရာပစ္စည်းတွေခိုးယူတယ်လို့ဆိုတာ အမျိုးသမီးတဦးနဲ့အတူပါလာတဲ့ကလေးကိုပါဆိုင်ရှင်ကရိုက်နှက်ပြီးတော့ဓာတ်တိုင်မှာကျိုးနဲ့ချိန်အောင်ထားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါကတော့မှန်ပါတယ်။ပိုင်ရှင်အမျိုးသမီးကိုမင်းကတိုင်းရနေစင့်ခေါ်သွားရလို့ကြားရတယ်။အဓိကကတော့ဆိုရှယ်မီဒီယာပေါ်မှာအခုလိုမျိုးဗီဒီယိုတင်တာနဲ့ဒီအဖွားကိုအခုလိုလှုပ်ဆောင်တာမျိုးတော့အကြံဖျင်းအဖြစ်ကျွန်တော်တို့ကသိရပါတယ်။ဝန်ထမ်းတွေကိုခေါ်သွားမသွားတော့ကျွန်တော်လည်းမသိရဘူးလို့ခွန်အားတဲ့လူမှုကွန်ကြီးအသိဉာဏ်နေပြီးတော့သိရပါတယ်။ Twitter ထဲဆိုင်နဲ့စတိုးဆိုင်ပန်ရှင်ရိုင်းနဲ့ဖမ်းဆီးခဲ့တဲ့အမျိုးသမီးကြီးနဲ့ကလေးကိုမနေ့ညနေပိုင်းကလေးကပဲဆိုင်ရှင်ကပြန်လွတ်ပေးခဲ့တယ်လို့လည်းသူကဆက်ပြောပါတယ်။လက်ရှိမှာတော့ရိုင်းနဲ့ခံရတဲ့အမျိုးသမီးကြီးနဲ့ကလေးကိုကုညီဆောင်ရွက်ပေးနိုင်ဖို့အတွက်လူမှုကုညီအသင်းအဖွဲ့တွေကပူးပေါင်းချိတ်ဆက်ကာနေရာအနှံ့လိုက်လံရှာဖွေနေကြတယ်လို့လည်းသိရပါတယ်။ရင်သွေးငယ်လေးများခရာကိုဥဆောင်တဲ့ရုပ်ရှင်မင်းသမီးခိုင်နင်းဝေကလည်းပြည်စင်အတွင်ရိုင်းနဲ့ခံခဲ့ရတဲ့ကလေးငယ်နဲ့ပတ်သက်ပြီး ကူညီထောက်ပံ့ပေးသွားမယ်လို့သူ့ရဲ့လူမှုကွန်ရက် Facebook မှာရေးသားဖော်ပြထားသလိုတခြားလူမှုကူညီရေးအသင်းတွေကလည်းကလေးငယ်ကိုကူညီသွားမယ်လို့ရေးသားဖော်ပြလာကြပါတယ်။အထက်နဲ့စတိုးဆိုင်အတွင်ပစ္စည်းခိုးယူခဲ့တယ်လို့ဆွဆွဲခံရတဲ့အမျိုးသမီးကြီးကိုဆိုင်ပိုင်ရှင်ကရိုက်နှက်ပြီးကျိုးတုပ်ချီနှောင်ခဲ့တဲ့ဖြစ်စဉ်ဟာလူမှုကွန်ရက် TikTok နဲ့ Facebook ပေါ်မှာပြန့်နှံ့ခဲ့ပြီးတဲ့နောက်ဝေဖန်မှုတွေမြင့်တက်ခဲ့ပြီးအခုလိုအရေးယူဆောင်ရွက်မှုတွေရှိလာခဲ့တာပဲဖြစ်ပါတယ်။